ကျွန်တော်တို့ကဘာကြောင့်တွန်လိုင်းကြီးလောက်ရတာလဲကျွန်တော်တို့ဒီမလဲဆိုကျွန်တော်တွန်လိုင်းလားချင်လေးတွေကျွန်တော်တော့ဘာပေါ်လာပြီဘာကြောင့်လဲဆိုကျွန်တော်လုံးနေတယ်လို့မှန်ရလားလို့ကျွန်တော်ပြန်ပြီးတင်းကြီးကပြန်ဝင်လာတယ်လေ analyze လေးပြန်လုပ်ရတယ်ကိုကစိတ်ပင်ကြီးလောင်းနေပြီလားဗောအဓိကပြောချင်တာကျွန်တော်ဆိုတာ MOD အောက်ကတရင်နေကော RF ပြီးအကုန်လုံးရောင်ပြရတာပဲလှူတယ်ကျေကလူတဲ့အပိုင်းကိုကျွန်တော်ပို့ပြီးတော့ကျွန်တော်အမြတ်တာပေးတယ်။သတင်းကြကြချင်းပဲ PDF လို့သတင်းကြရတော့ကျွန်တော်အမှဖြစ်နိုင်ဘူးဒါစကားစအယောင်ဆောင်ပြီးပဲလာပြီးတော့ လာတတ်တာလားဗောနော်ကိုကတော့အဲ့လိုမျိုးတွေးလိုက်တယ်တွေးလိုက်တော့မဟုတ်ဘူးရွာကနေပြောတာ PDF PDF ဆိုတော့ကျွန်တော်ကဘယ်ပိုင်မှန်းလဲကျွန်တော်မသိဘူးဘာလို့လဲကျွန်တော်တစ်ခေါက်ပဲကျွန်တော်ကအလဲရောက်ခုတာကျွန်တော်ခုနှစ်တန်းကျောင်းသားဘွားတော့အဲ့တော့ဘလို့ဖြစ်လာလဲဖြစ်စဉ်ကိုမေးတော့ညနေ9နာရီလောက်ကအာလူ6ယောက်ပေါ့ PDF ဘက်တရီနဲ့6ယောက်ဆိုင်ကယ်3စီးနဲ့လာတယ်။ဒါအဲ့ချိန်မှာကုလေးကရေချိုးပြီးတာစား။အိမ်မှာခေါ်တယ်အာဒါစုံစမ်းစစ်ဆေးရရှိရဆိုပြီးဖုန်းလေးလုံးတိမ့်တယ်ကွာ ။သိပြီတော့ဦးလေးဖြစ်သူကိုလက်ပြန်ကြိုးတုပ်ပြီးတော့ခေါ်တာ။ဒီလိုခေါ်ဆောင်တာမဟုတ်ဘူး။ခေါ်ဆောင်ပြီးတော့ဂျော်ထဲမှာတနက်တန်နဲ့ဆက်ကြားတယ်ဆိုပြီးတော့ဖြစ်တာ။ပြီးတော့နောက်ပိုင်းကျတော့ဦးလေးရဲ့ဓာတ်ပေါ်ဒီကိုဂျော်ထဲမှာတွေ့တယ်။ဂျော်လေးကောင်မှာပြောမယ်ဆိုပထမတော့အဲ့ဟိုလုံးကြံတက်ပြတ်သွားတဲ့လူတွေကစောင်းတုံပေးခဲ့တယ်ထင်တာမဟုတ်ဘူးဂျော်သားတွေကဒီတိုင်းကြည့်မကောင်းလို့ဆောင်းနဲ့ပတ်ပေးခဲ့တာ။ဒီလိုမျိုးကြီးဖြစ်လာတဲ့အခါကျတော့ဒီသစ်သစ်သားကြီးတဲ့ဟိုတရက်ခင်တိုင်ရင်းလေးက လူတွေကဒီသတင်းမျိုးကိုကြားမိတာသူမှမရှိဘူးပေါ့။မေမြန်လည်းရဲစုပ်ထွေးနေရဆိုတော့အီပြူကိုခတ်ခဲတယ်ပေါ့ဗျာ။အဲ့ဒါပြောပြီးတော့ဒါအခုဒီထောက်ဖို့နေတဲ့ရက်တိနေရာကိုလေးစားပါလေဆိုပြီးတော့အဲ့နောက်မှကျွန်တော်ဘာဖို့ကိုသူစိတ်ဖြစ်တယ်ဝင်ကြည့်တယ်ပေါ့။အเจ้าမပြန်တော့ဘူး။အเจ้าမပြန်တော့အဲ့လိုရှိတယ်ဟုတ် ျွန်တော်ဒီဟာကိုကျွန်တော် public ကိုမချပြလို့မရဘူးပို့။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးကြီးဖြစ်နေရအဲ့ဘက်မှာတော်တော်များနေပြီပြောတယ်။သူတို့အကိုတွေသူတို့အဖေတွေလည်းအဲ့လိုမျိုးတက်ခံခဲ့ရကြောင်းပို့ထားတဲ့ message တွေရှိတယ်။ပြောမယ်ဆိုရင်ဒီဟာတွေကိုမထုတ်ပြန်သေးရတော့ကျွန်တော်မှတန်ရကျွန်တော်လုံးနေလို့မှန်ရင်လားလို့ကျွန်တော်ပြန်ပြီးတော့တင်းကြီးကပြန်ဝင်လာတယ်လေ။